က်ပွဲနဲ့စည်ရည်တင်းမှမှုတွေကြောင့်တင်းင်းသားရီမျိုးနဲ့ကြေးရွာတချို့မှာကွန်တီအလုံး6အစားကွန်တီခွဲပြီးအချမ်း6လို့ရောင်းသူပုံများလာတယ်လို့ဒေတာခန်တွေစီကသိရပါဗျ။ကွန်တီအလုံးလိုက်ကိုအ6ခန်းရင်2လလောက်ကြာပြီးကွန်တီခွဲချမ်းအ6လို့ရင်9ရက်လောက်ပဲကြာတဲ့အပြင်ကွန်တီလုံးထက်ဈေးပိုရတယ်လို့ဒေတာခန်တွေကပြောပါဗျ။ကွန်တီမဲ့အလုံးကိုနှစ်ချံခွဲပြီး၃ရက်ဝန်းကျင်နေလှမ်းပြီးတဲ့နောက်ကွန်တီအသားကိုပြန်ထုတ်ယူကာနှစ်ရက်ဝန်းကျင်နေပြန်လှမ်းပြီးကွန်တီခွဲအချမ်း၆ပြုလုပ်ရတာပါ။ လေကြောင်းအန်တရင်နဲ့ဆေးရနာရှင်တက်စစ်ကြောင်းထိုးမယ်ဆိုတဲ့တည်င်းထွက်လာရင်ချက်ချင်းပြောင်းရွှေ့ရတဲ့အတွက်ပုံမြန်နဲ့ကုန်သီးချမ်းအချောက်လို့သူပုံများလာတာလို့တရဖုံရွာမှာနေတဲ့ဒေသခံတဦးကဆိုပါတယ်အထူးသဖြင့်တနင်္လာရီမျိုးနဲ့ပဝရွာတရဖုံရွာလက်တိရွာနဲ့မော်တုံးရွာကကွန်တီတောင်သူတွေကွန်တီအလုံးချမလို့ကြတော့ပဲခွဲချမ်းလို့ရောင်းနေကြတယ်လို့ဒေသခံတချို့ကဆိုပါတယ် လက်ရှိမှာတိုက်ပွဲနဲ့ဆင်းရဲနာရှင်တပ်ပိတ်ဆို့ကတ်သတ်မှုတွေကြောင့်ကွန်တီ6ကုံတွယ်တွေလာဝယ်တာမရှိသလောက်နည်းနေပြီးကွန်တီ6စီးကျနေတယ်လို့မော်တုံးရွာနေတောင်သူတို့ကဆိုပါတယ်။တနင်္လာရီမြို့နယ်ထဲကကျေးရွာတွေမှာကွန်တီခွဲချမ်းတပိတ်တာကို7000တောင်ဝန်းကျင်ကွန်တီအလုံး6တပိတ်တာကို7800ဝန်းကျင်နဲ့ကွန်တီအမှတ်တလုံးကို7900ကနေ7000ကျားဈေးပေါက်နေတယ်လို့ဒေသခံတချို့စီကသိရပါဗျ။ ကွန်တီခွဲချမ်းလောက်တောင်မှလည်းမိုးဆက်တက်ရွာတဲ့အချိန်နဲ့ကြုံရရင်မိုးတက်လာပြီးတပိတ်တော်ကိုကျက်9000ဝန်းကျင်လောက်ပဲဈေးရတော့တယ်လို့ဆိုပါရယ်။တနင်္သာရီမျိုးနဲ့အပါဝင်တနင်္သာရီတိုင်းထဲကမျိုးနဲ့အများစုမှာကွန်တီပင်တွေကိုစီးပွားဖြစ်ဆိုက်ပြိုကြပြီးထွက်လာတဲ့ကွန်တီ၆တွေကိုကုံသွယ်တွေကနေတဆင့်တိုင်းပြင်ပောက်ကိုတင်ပို့ရောင်းချကြပါရယ်။